သိမ်းဆည်းထားတဲ့ရုရှားပိုင်ဆိုင်မှုတွေထဲကနေရရှိခဲ့တဲ့အကျိုးမြတ်ငွေဒေါ်လာတန်လေးတောင်ကိုယူကရိန်းကိုထပ်မံပေးရသမှာဖြစ်ကြောင်းဥရောပသမဂ္ဂကော်မရှင်ကြီးကအာဆူလာဘွန်ဒါလာယန်က အော်တိုဘာလ၁ရက်နေ့ EU ထိပ်သီးအစည်းအဝေးပွဲမှာပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဒေါ်လာတန်၂000ကိုယူကရိန်းဒရွန်ထုတ်လုပ်ရေးမှာသုံးစွဲမှာဖြစ်ပြီးရင်းငွေတွေအားလုံးကရုရှားစီကနေစစ်ရုံးချင်းပြန်လည်ရရှိမှသာပေးဆက်ရမှာဖြစ်ကြောင်းသိရှိရပါတယ်။ ယူကရိန်းကဥရောပလုံခြုံရေးအတွက်အရေးပါတာကြောင့် EU နိုင်ငံများက80ကူညီပေးသွားအောင်မှာဖြစ်ကြောင်းဥရောပသမဂ္ဂကော်မရှင်နာအကြီးအကဲအာဆူလာဘွန်နာလာယန်ကပြောကြားသွားခဲ့ပါတယ်။ထို့အတူအမေရိကန်ကလည်းယူကရိန်းကိုတောင်းဆိုနေတဲ့တာဝန်ပစ်တုံးကြီးတူမာဟော့ကို EU နိုင်ငံတွေကဝယ်ယူဖို့ကန့်လန့်ချက်အားအမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေနဲ့လက်ခံစစ်သားနေကြောင်းလက်ခံခဲ့ပါကလည်းရင်းနှုံးကြီးကိုဝယ်ယူပြီးယူကရိန်းကိုပေးရတော့မှာဖြစ်ကြောင်းသိရှိရပါတယ်။